တငယ်ချင်းတွေကတိကြပါတယ်ကျောင်းမကလေးကလေအမရောက်ပါရောက်ပါဆိုစကြအောင်ပဲအမေအဲဘယ်ရောက်ပါလို့စရင်သူများရဲ့စိတ်တူပဲလေတော့စိတ်မတူဘူးတော့ပေးစီခြင်းပေးခြင်းအိမ်မှာနိုင်ရင်ပြီးတော့ လို့တနင်္လာသွားပြီဆိုရင်ညချို့ညချို့ကြိတ်လို့ငါကထနေချိမောင်လေးနဲ့တွေ့ကျင်လို့ဆိုမောင်လေးကိုပါအဲ့လိုမျိုးတစ်ခါတည်းကြိုင်ခေါ်တယ်ကြီးဖန်နေဆိုလဲလေရောင်းမလေးလို့ခေါ်လဲကြာရန်စိတ်ဆိုရယ်မောင်လေးကစိတ်မောင်လေးစိတ်မဆိုးနေကြတော့စိတ်ဆိုရယ်အတေးဥဆောင်လို့ပို့တော့သူလည်းလေးလာနေရပါဟောဟိုညချိဆိုလဲတေးဥဆောင်ဆောက်တော့ကွာ18 18 18လောက်နဲ့ဆောက်လို့တာဆိုတော့လေမောင်လေးဆိုလဲအခု20ရောက်လာပြီဆိုတော့ဖြစ်စီကျင်တာပါတော့ အခြေအနေအနေနဲ့ကတော့ရမ်းချစ်တက်တယ်ပါရန်อืมရန်ချစ်တက်တယ်ဒါပေမဲ့အဲ့လိုအမှတ်တဲကြီးရောကြီးရဲ့အဲ့လိုငကြနေချင်မောင်လေးဆိုနေချင်အရန်ပြောရယ်ငါ reflect မဟုတ်ပါဘူးဆိုရင်အမမမ reflect လို့ပြောရယ်ဟိုကောင်းလေးကိုထားဟိုကောင်းလေးတို့အသေးခွဲ့မှ reflect ဖြစ်တာမဟုတ်ဘူးတဲ့အဲ့လိုမျိုး तू က तू ပြောတာပေါ့နော်နေချင်ပြောတာပေါ့ဒါအခြားသူရ recommend ပြောမောင်လေးရင်ကပြောပါ Scorpio မှနေချင်စနေသမီးဆိုတော့လေစိတ်ကြီးရယ် ဟိုတခုဆိုစိတ်ကြီးရယ်လို့ဒေါသဒင်းနေလို့ထော်သွားတယ်ဖြစ်တတ်တာပါဆိုတော့နေကြီးကတော့အမြင်အဲ့လို reflect လို့မောင်လေးကပြောကိုကိုတော့မချင်ဘူးပေါ့တော်တော်များများတော့ reflect လို့ပြောကြတယ်အဓိက scorpion ကအရန်ချစ်တတ်တော်လीနည်းနည်းအဲ့လိုချုပ်ကင်ခြင်းနဲ့စိတ်နည်းနည်းများမယ်ဒါပေမဲ့နေကြီးကအခုတော့မရှိတော့ အဲ့တော့ရှေ့ဟောတယောက်ပြောပါဟုတ်ဟုတ်အများဖဖေးလိုက်တယ်အဲမောင်လေးပွဲဆိုလဲနေကျူနေကျူအားဆိုလိုက်တယ်ပေါ့နော်ဒီစစရောက်ချင်းတော့ဆိုမောင်လေးပွဲမှာကင်မရာမန်လိုက်လုပ်တယ်ဟိုမတ်စတပ်ပြီးတော့အဲ့လိုမိတ်ကပ်ဟာတိဆိုလဲကိုပဲ ဒီဇိုင်နာလည်းကိုပဲအဲ့လိုမျိုးဟောမောင်လေးကတည်းကမောင်လေးကကြာသူ20လောက်တော့ရှိပြီအာသူကအခုဆိုခုနကနေကျိုးကြီးဇညွန်းဆ iam မှာပေါ့နော်ဆ iam မယုံလေးဟိုဆရာဆရာဦးကျော်ထင်တို့ဆရာကိုကျော်ထင်တို့သင်တန်းမှာဆိုလည်းတော့တက်တယ်ပေါ့နော်တတိယဆုံးလို့ပို့တော့သူလည်းလေးလာနေရပေါ့ဟောဟောညမောင်လေးက9နှစ်ခွေ9နှစ်ခွေ ့သူကအခုလူပြပေါက်လေးဖြစ်လာပြီ20ဆိုတော့လေအနေကြီးမရှိတယ်မှာအနေကြီးဟိုသွားတဲ့အချိန်မှာတော့သူကငငယ်လေးပဲရှိသေးရောကိုကအဲ့လိုမထင်တော့ဘူးတချင်းဆိုတာပဲဝါသနာပါဆိုတော့အဆိုတော်ပဲဖြစ်မလားအိမ်မှာဒီစတူဒီယိုလိုမျိုးမိုက်တွေရောတန်တွင်းနဲ့ဟာရောသူဝယ်မိုးနစ်ဆောင်ပီယနိုရောဝယ်ပေးထားတာဒါမဲ့ဟိုအခုကကြတော့ဒီတရုတ်ဆောင်ဘက်ကိုတော့ပို့ပြီးတော့အတားအကက်စနီပါရီသွားဝင်နေအဲ့လိုမျိုးသူပါသူလေအနေကြီးရောမသိဘူးအိမ်ကလူတွေမသိဘူးတော်တော်တက်တက်လေးကက်စနီဝင်နေပါသွားပြီဆိုမှပြောတာအဲ့လိုမျိုး တော့နေကြီးမောင်လေးနေနေဆိုလဲဘယ်နေမှမပြောနေကြီးကိုမတိကြောင်ဆောင်ရအဲဟုတ်တယ်နေကြီးနာမည်နဲ့လဲသူကမလုတ်ချင်ဘူးပြီးတော့အဲ့လိုမောင်နှမဆိုတာသိမတိစီချင်ဘာလို့လဲရှက်လို့လားမသိဘူးနေကြီးသူကမောင်နှမရေဆိုလေနေကြီးနဲ့မောင်နှမပြရသူကနည်းနည်းအဲ့လိုအဲ့လိုဖြစ်တာပြင်မယ်ဒီနေ့တော့ပါလားပါတယ်ဒီနေ့လဲဟုတ်မောင်ကြည့်ပြီလားဘုเจ้าလဲအဲဟုတ်ပါဘူးအရင်တည်းကတော့ဝန်သာပါတယ် အရင်တည်းကအဆိုဘက်ကိုပို့ပြီးတော့ဝါနာပါတယ်ကြီးလာမှပဲငယ်တော့လည်းရုပ်ရှင်ရုပ်ရှင်တွေလည်းအများကြီးကြီးပြပါအဲကြောင့်မို့ရုပ်ရှင်ကသူရုပ်ရှင် sense ကနေကြီးထပ်ပိုကောင်းတယ်သူ recommend ပေးတဲ့ကားတွေကြီးလိုက်တယ်ဆိုနေချက်ဆွဲသွားလို့ဟိုနောက်ပိုင်းတော့ ਨੇ တိုင်မေဖြစ်ပါတယ်အကြံဉာဏ်နေကြီးကသူ့စီအရယူပါပုံများရလို့စင်ပြေလာမင်းကလေးဆိုလေ မစည်းပစံမရဘူးနော်ဝှထားတာကိုစင်ပြီလားလို့မသွားမိသူကအဲရန်နေစိတ်ညစ်နေရပါဘာလို့အဲ့ဒါမပြောင်းမလို့လားအဲ့လိုဒါနေချင်တော့အေးမနေခလေးပူစံနေလို့ဟုတ်သူအသက်ရွယ်ရကြတော့လေ20ဆိုသူလောလောဆယ်ငယ်သေးရောပို့ပြီးတော့လေးလာနေအောင်စူးစမ်းနေရပေါ့နော်အဲငယ်တော့ကကြတော့ငယ်သေးရောအမစကားလည်းတိတ်မကြည့်ဘူးအဲကြည့်ဘူးအဲ့လိုမျိုးပေါ့အခုတော့အားပေးပါတယ် မတေးဥဆောင်တာကိုလေးတွေ့လို့လေအဲအဲ့လိုမျိုးတော့မဝေဖန်ဖြစ်ဘူးအဲမလည်းသူ့လို့သူ့လုပ်နေရဆိုတော့လေ အလုပ်ပိုင်းကျတော့အရင်မပြောပြဟုတ်တယ်အဲသူ character ဆိုလဲ character တခုရှိရတဲ့အချိန်ကျတော့လေသူတခုခုဇညုံနေပါရေးရလေကိုကဆရာကြီးတိတ်မသွားမလို့ပါဆိုတော့သူခံမှုနဲ့သူသူကလည်းကိုကလည်းကိုမှုနဲ့ဆိုဆိုသူနားလေအဲတိတ်မပြောဘူးလေမောင်လေးကြီးဆိုလဲတိကျဆောင်ဆောက်တော့က18နဲ့18 18လောက်နဲ့ဆောက်တော့တာဆိုတော့လေနေမောင်လေးဆိုလဲအခု20ရောက်လာပြီဆိုတော့ဖြစ်စီနေတာပေါ့နော်အဲတိကျဆောင်နေတယ်မှာဆိုလဲတိကျဆောင်ငယ်တယ်ဆိုပေမဲ့အခုဖြစ်စီနေတာကိုမောင်ဆိုတော့လေဒါပေမဲ့နေကြတော့ recommend ပေးရတော့ပါတော့တိတ်မရှိဘူး မောင်လေးအနည်းငယ်မောင်လေးရှိရဲခေါ်ရိုက်ပါလားအဲ့လိုလိုတော့တိတ်ပြီးတော့ဟုတ်တိတ်မပြောပြဘူးခေါ်လေးခွတ်ထားတာခေါ်လေးတော်သူကသူစ조사ခြင်းနဲ့စိတ်ကပုံများအောင်လေကြာအဲ့လိုတိတ်ပြီးပြောပြခေါ်လေးပြောပြပါဦးဘာချောက်တာဘာမှအချောလေးဒီပေါ်ကမ်းရရင်ရှိနေပြောရတယ်ချောလေးလိုပြောလိမ့်မယ်မပြောဟုတ်တငယ်ချင်းနေရာကိုတိတ်ကြပါလေကျောင်းပါကလေးရလေအမရောက်ပါရောက်ပါဆိုစကြအောင်ပဲအဲ့ဒါနဲ့အဲရောက်ပါလို့စရင်သူများရဲ့စိတ်တူပဲလေ တော့စိတ်မတူတော့ပေးစီခြင်းရပေးခြင်းအိမ်မှာနိုင်ရပြီတော့ဘယ်လိုလဲမဟုတ်ပါအဲ့မဘယ်လိုပြောရမလဲအမရှိရဆိုပေမဲ့အဲ့ဟိုကအနုပညာလောက်ရှင်တာဆိုတော့ကိုလန်းနဲ့ပဲကိုသွားကျင်တာဆိုတော့ကိုကိုပဲ privacy နဲ့ပဲကိုပဲ privacy တော့ရန်ကောင်းတယ်ကွာနာလေမမကြောက်တာကိုနည်းနည်းပန်းနေခဲ့တာ။ညကြာသူ့ကြောက်ဘူးပွင့်တယ်လို့ခံစားရတယ်။ ဘယ်လိုတက်လျာသွားပြီဆိုရင်ညချို့ညချို့ကြိုက်လို့ငါအထက်ညချို့မောင်လေးနဲ့တွေ့ကျင်လို့ဆိုမောင်လေးကိုပါအဲ့လိုတစ်ခါတည်းကြိုက်ခေါ်တယ်ကြီးဖန်နေဆိုလဲလေရောင်းမလေးလို့ခေါ်လဲကြာရန်စိတ်ဆိုရယ်မောင်လေးရောစိတ်မောင်လေးစိတ်မဆိုညချို့ရောစိတ်ဆိုရယ်ရောင်းမလေးလို့ခေါ်အဲ့မဟုတ်ကိုကလေး မောင်နှမနဲ့ရောက်ထဲမှာဆိုရင်ခလေးပုတ်ဆန်နေအဲ့လိုမင်းကလေးဆိုတော့လေစီပစီအဲ့လိုတစ်ခါတည်းကြာရင်လေဂုံပုတ်ပစီလိုက်တာစီကလိုက်တာပဲဟုတ်တယ်ဒီကြီးကတော့ဟာစီအဲ့လိုဆိုတော့အခြားကောင်မလေးအနေနဲ့ကြာတော့လေအဲ့လိုကြိုက်ချင်မှလည်းကြိုက်ပါလေကိုယ်ရဲ့မောင်နှမကအဲ့လိုအရန်ရင်းနေနေတာဆိုတော့ပြီးတော့ခြားကောင်မလေးရင်းနေရမှာကြိုက်ဟုတ်တယ်တော့ဝင်တယ်ဟုတ်တယ်သူကြောင့်သူကြောင့်မမဘွားလို့မမစပါးလို့ဖြစ်နေတယ်။သူတငယ်ချင်းဆိုမမဘွားလို့လို့စားတယ်။ဒီကြီးကလားအမကြီးမိရမိသားလား။ အိမ်မှာတော့အငယ်လိုပဲအခုထိလိုက်ပြီးတော့ထိနေရအောင်ဒါမဲ့လေပိတာရဲ့ညမှာလည်းပိတာပါတယ်သူ့ညနဲ့သူ့ပါဝင်ပါသွားတယ်ရရဲ့ချင်းရှိရှိရရှိအိမ်မှာအမြဲတမ်းကိုနောက်ဆက်နေရဆိုတော့လေမရှိတော့ဟာတာတာကြီးနဲ့အဲ့လိုမျိုးအဲ့လိုမျိုးအဲ့လိုဖြစ်အောင်ဟာတမေတတ်တတ်လောက်တာ အဲ့ဒီကြိုဒီမောင်နှမနဲ့ကိုလည်းအပြစ်ကြပါမောင်ရတဲ့အခုဆိုရင်အချိန်မှာတတိချဆိုရဲယုံကြည်ကတခုလည်းပြိုက်ထားရမှာပါဘူးတယ်အဲအနည်းပြဏလုံငန်းဆက်ပြီးတော့လုပ်နေပြီပေါ့နော်အဲအနည်းပြဏရတယ်ဆိုတော့ကံရယ်ဆန်းတဲ့အချိန်မှာပေါင်းဆက်ပြီးတော့တခါလေးဖြစ်တာဆိုမောင်တို့လည်းဆန်းအကောင်းအောင်ကံအကောင်းအောင်ပေါ့နော်အများကတော့ပြောဖြစ်ပါတယ်အပြစ်ကြပါမောင်တော့ဒီလိုပဲဆက်ပြီးတော့လုပ်စေချင်တယ်ပေါ့နော်အဲ့တော့အဲဆုံးသီးစူးစမ်းပါလို့အပြစ်ပါတယ်တို့ပြောကြည့်ပါ ပြောကြည့်လိုက်နေ။ तू ကလုံးစိတ်ရှင်နေဆိုတော့ तू ကလုံးချင်မှရမှာလေ။အဲ့လိုဆိုတော့နေကြအမြန်ပဲယောက်ျားကြီးမှာယောက်ျားကြီးမှာငါတော်တော်နေလို့မနေဘူးပဲမြန်။အမေရောက်တော့အမေအဲ့လိုပြောပြီးတော့မရပါဘူးလေဖြစ်နိုင်တာပဲဆိုတော့ဒီချက်အမြန်စိတ်ကြယ်ပါလေတစ်လုံးမြတ်တယောက်တည်းနေပြီးကြာယူမှလို့တွေးထားဒါပေမဲ့အဲ့လိုတွေးရတူရမရဘူးလေအဲ့လိုဖြစ်နေတာဆိုတော့ဘာလို့ပြောပြပါဦးရှင့်ဟုတ်ကဲ့ဆရာနိုင်တာအားရဟုတ် ျွန်တော်ကပေါ့နော်ဒီရက်ပိုင်းမှာ mini series လေးတွေလည်းရိုက်ထားတယ်တချင်နဲ့ပတ်သက်ပြီးတော့ပေါ့နော်အဲပြီးတော့နောက်ထပ်လည်းအများကြီးရိုက်ဖို့ရှိပါတယ်အားကြပါပါ